ာပါသတင်းနဲ့မီဒီယာရဲ့ NMG သတင်းဌာနရဲ့ဒီ podcast အစီအစဉ်ကနေကြိုဆိုပါရစ်ဒီအစီအစဉ်ကတော့တင်းသားဒေတာတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမတွေဆက်သွယ်မြင်မြင်ချက်တွေအပြင်ဒီကဘာနဲ့ဒေတာတွင်းကသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုဓာတ်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရင်လည်းရပါတယ်ကျမအမီပါ thank you သတင်းတွေထဲမှာတော့အာနာသိန်းချိန်ကစာလို့ဒီနေ့အထိစစ်ကောင်စီတပ်ကြောင့်ဒေဆုံးသူအယောက်6500ကျော်သွားပြီလို့ AAPP ကထုတ်ပြန်ပါတယ်။မေလာတရနေ့အလုတ္တမနေ့မှာပြည်တွင်းအလုတ္တမအဖွဲ့တချို့ကတရက်လောက်အားခအနည်းဆုံး7000အထိတိုးပေးဖို့တောင်းဆိုလိုက်ကြပါတယ်။အိန္ဒိယကပါကစ္စတန်ကိုသူ့ရဲ့လေပိုင်နက်အသုံးပြုနေတာကိုပိတ်ပင်လိုက်တဲ့အကြောင်းတွေကိုနားဆင်ရဖို့ရှိနေပါတယ်။ အခုတော့နိုင်ငံတွင်းကသတင်းတွေကိုတင်ဆက်ပြီးသွားမှာပါအနာသိန်းချိန်ကစလို့ဒီနေ့အချိန်ထိအတီးပြူလို့ရတဲ့စစ်ကောင်စီကြောင့်သေဆုံးသွားတဲ့သူကအယောက်6500ကျော်ရှိသွားပြီဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ပါတယ်။ဖမ်းဆီးခံထားတဲ့သူတွေကတော့အယောက်3000နီးပါးအထိရှိနေပြီဖြစ်ပြီးတော့အဲ့ဒီထဲက2200ကျော်ကပြည်တံချမှတ်ခံထားရတာအပါအဝင်ထိမ့်သိမ်းခံထားရတယ်လို့ဆိုပါတယ်။ အဲ့ဒီထဲမှာဂရနီပြည်တွေကလူတွေလဲပါဝင်มาတယ်အာနာသိန်းချိန်ကစပြီးတော့ဂရနီပြည်နဲ့ကယန်းဒေတာတွေကစစ်ရေးနိုင်ငံရေးပဋိပက္ခတွေကြောင့်အရက်သား942ယောက်သေဆုံးခဲ့ပါတယ်နောက်ပြီးတော့စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတာကို ခံထားတဲ့သူကလည်းအယောက်160ရှိခဲ့တယ်လို့တိုးတက်သောဂရီနီပြည်သူ့အင်အားစု PKPF အဖွဲ့ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။ ီကနေ့မေလတရက်နေ့အလုတ်သမားနေ့မှာတော့ပြည်တွင်းကအလုတ်သမားအဖွဲ့တချို့ဟာဆိုရင်အ ਨੇ စုံတရက်ကိုလှုပ်အားခ ချက်နှစ်တောင်းအထီတိုးပေးဖို့တောင်းဆိုနေကြပါတယ်။ငွေကြီးဖောင်းပွားမှုနဲ့ကုန်စည်နှုန်းကြီးမြင့်မှုတွေကြောင့်အခုသတ်မှတ်ပေးထားတဲ့အ ਨੇ စုံလုတ်ခချက်4500ဟာလက်တွေ့မကျသလိုအလုတ်သမားတွေအတွက်မစားလောက်တော့ဘူးလို့ဆိုပါတယ်။အခုသူတို့ကိုသတ်မှတ်ပေးထားတဲ့လုတ်အားခဟာမိုဟင်းကတပွဲတောင်မှစားလို့မရတော့ဘူးလို့ပြောကြပါတယ်။ပဋိပက္ခတဲ့အကျဉ်းချုပ်ကိုပြောရမယ်ဆိုရင်တော့ဒီစစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ယာယီအခြေစိုက်ထားတဲ့ ရန်မြို့မှာတော့ပောက်ကွဲမှုအကြီးကြီးတစ်ခုဖြစ်ခဲ့ပါတယ်အခုထိတော့ဒီပောက်ကွဲမှုဟာဘာပောက်ကွဲမှုဖြစ်တယ်ဆိုတာကိုအတိမပြုနိုင်သေးပါဘူးရှမ်းမြောက်မှာတော့ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ကိုကန့်တက်မတော် MNDA တို့အကြားမှာလက်နက်ကင်ပုတ်တိုက်မှုတွေရှိခဲ့ပါတယ်ကိုကန့်တက်မတော်ကတီဘောမြို့နယ်ထဲမှာရှိရဲ SSPP ကထိန်ချုပ်ထားတဲ့နမ်မကြောက်မီသွေးတွင်းနဲ့နောက်ပြီးတော့ဒီ SSPP ဌာနချုပ်ဟောင်းဖြစ်ပြီးတော့ရှမ်းပြည်သူစစ်အဖွဲ့ဒီဌာနချုပ်ဖြစ်တဲ့စိန်ကြော့ကိုပါဝင်ရောက်ပြီးတော့နေရာယူထား ားလိုက်ပါတယ် SSPP ဘက်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နှစ်ဖက်ကြားဗဟုအဆင့်ဆွေးနွေးသွားမယ်လို့ထုတ်ပြန်ထားပါတယ်ကချင်ပြည်ထဲမှာတော့ဗမော်ဘက်ကတိုက်ပွဲတွေကဆက်ပြီးတော့ပြင်းပြင်းထန်ထန်ဖြစ်နေပါတယ် ဗမော်မြို့တွင်မှာမီးလောင်နေတဲ့ရုပ်ပုံတွေဗီဒီယိုဖိုင်တွေကလည်းလူမှုကွန်ရက်စာမျက်နှာမှာပေါ်ထွက်လာပါတယ်။စစ်ရေးတရင်တွေအရတော့စစ်ကောင်စီကလေကြောင်းကနေအပြင်းထန်ခံစစ်ဆင်နေပြီးနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေလည်းများပြားနေတယ်လို့ဆိုပါတယ်။ AR တိုင်းဘက်မှာတော့အရခတက်တော် AA နဲ့ PDF ပူပေါင်းအဖွဲ့တွေကနေရာ၃နေရာခွဲပြီးတော့ထိုးစစ်ဆင်မှုတွေကိုလုပ်နေပါတယ်။ပဲခူးတိုင်းကကရင်မျိုးသားအစီယုံ KNU စစ်စင်ရေးလုပ်နေတဲ့နေရာတွေနားကရက်ရွာတွေကိုတော့စစ်ကောင်စီကဖျက်ဆီးမှုတွေ လှုပ်ဆောင်နေပါတယ်ရှန်ဂရီနီအဆက်မိုးပြဲမှာတော့စစ်ကောင်စီကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာတာကြောင့်တော်လိုင်းရေးတပ်ဖွဲ့တွေဘက်ကအရေးနှိမ့်နေပေမဲ့အဓိကကျတဲ့နေရာတွေကိုဆက်ပြီးတော့ထိန်းချုပ်ထားနိုင်စေဖြစ်တယ်လို့ဂရီနီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူတွေက ပြောပါဗျာ ဆက်ပြီးတော့ကမ္ဘာနဲ့ဒေသတွင်းကသတင်းတွေကိုပြောပြပေးသွားဦးမှာဖြစ်ပါတယ်။နိုင်ငံတကာသတင်းကိုတော့ယူကရိန်းစစ်ပွဲအခြေအနေကိုပြောင်းလဲသွားစေနိုင်မဲ့သဘောတူညီချက်တစ်ခုနဲ့စပါမယ်ရှင်။အမေရိကန်နဲ့ယူကရိန်းနိုင်ငံတို့အကြားမှာတဘာဝတည်ရန်စာတဆိုင်ရာသဘောတူညီမှုတစ်ခုကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။အဓိကတော့ယူကရိန်းကနေမြေရှားတပ်ထုကိုအမေရိကန်ကိုရောင်းပေးဖို့စာချုပ်ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။နိုင်ငံရေးဆွေးနွေးပွဲတွေအဆင်မပြေတာကြောင့်နှစ်လလောက်ဆိုင်းငံ့ထားတဲ့ဒီသဘောတူညီချက် ချက်ကိုရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်အမေရိကန်ကနေပြန်ပေးမယ်185ဘီလီယံဒေါ်လာရမယ်ယူကရိန်းအတွက်ကတော့ရုရှားနဲ့တိုက်နေတဲ့စစ်ပွဲကို အပြောင်းအလဲဖြစ်စေနိုင်မယ်လို့မျှော်လင့်ရမှာပါအမေရိကန်အတွက်ကလည်းတစ်ဖက်မှာမြေရှားတပ်တုအများစုကိုလောကကြီးအုပ်ထားနိုင်တဲ့တရုတ်နဲ့ကုန်သွယ်စစ်ပွဲအတွက်အထောက်အကူဖြစ်စေမှာဖြစ်ပါတယ် ဒီလိုလက်မှတ်ရေးထိုးလိုက်တာဟာအမေရိကန်အနေနဲ့ရေရှည်မှာယူကရိန်းကိုလွတ်လပ်ပြီးအချုပ်ချာအာဏာပိုင်တဲ့နိုင်ငံအဖြစ် မြင်ကျင်နေဆိုတာကိုရုရှားကိုပြသလိုက်တယ်လို့လည်းဖြစ်နေပါဗျ။ ဒေတာတွင်းကသတင်းတပုတ်ကိုဆက်ရမယ်ဆိုရင်တော့အိန္ဒိယနဲ့ပါကစ္စတန်ကြားကတင်းမာမှုအခြေအနေအကြောင်းနောက်ဆက်တွဲကိုပြောပြစီအိန္ဒိယကပါကစ္စတန်ရင်ကိုသူ့ရဲ့ဒီလေပိုင်နဲ့အသုံးပြုနေတာကိုပိတ်ပင်လိုက်ပါတယ်။ပါကစ္စတန်ကတော့သူ့ရဲ့ထောက်လိုင်းရေးသတင်းတွေအရမကြာခင်မှာအိန္ဒိယကပါကစ္စတန်ကိုစစ်ရေးအရတိုက်ခိုက်မှုတွေလုပ်မယ်ဆိုတာကိုသိထားတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရိုဘီယိုကလည်းအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံသားကတင်းမ မာမှုတွေကိုလျှော့ချဖို့တောင်းဆိုလိုက်ပါတယ်အိန္ဒိယနိုင်ငံကစီမံအုပ်ချုပ်နေတဲ့နယ်ဇက်ကက်ရှမီးယားဒေသအတွင်းမှာအိန္ဒိယခီးတော်အယောက်20ကျော်ကိုစစ်သွေးကြွတပုံအဖွဲတစ်ဖွဲကအစုလိုက်အပြုံလိုက်ပြစ်ခတ်တပ်ဖြတ်လိုက်ရာကနေလက်တလုံးတင်းမာမှုတွေစတင်ခဲ့တာပါ။ အိန္ဒိယကအဲ့ဒီ uniform ဝတ်ထားတဲ့အကြမ်းဖက်အဖွဲ့ဟာပါကစ္စတန်ကြောထောက်နောက်ခံလုပ်တဲ့အဖွဲ့ဖြစ်တယ်ဆိုပြီးနယ်ဇက်ရေခွဲဝေရေသဘောတူညီချက်ကိုအရင်ဆုံးရက်ဆိုင်လိုက်ပါတယ်နောက်ပိုင်းမှာတော့နယ်ဇက်ကိုပိတ်လိုက်ပြီးတော့နယ်ဇက်ကုံသွဲရေးကိုလည်းရက်ဆိုင်လိုက်တာပါနှနိုင်ငံလုံးကတဖက်နိုင်ငံကနိုင်ငံသားတွေကိုဗီဇာထုတ်ပေးနေတာကိုလည်းရက်ဆိုင်လိုက်ပြီးတော့အခုနောက်ဆုံးမှာတော့အိန္ဒိယက သူ့ရဲ့လေပိုင်နက်အသုံးပြုခွင့်ကိုပါပိတ်ပင်တားမြစ်လိုက်တာဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကတော့အာဆီယံဒေသတွေကခီးသွွားလုပ်ငန်းအစီအစဉ်အစ်အကြောင်းကိုပြောပြပါမယ်။ထိုင်းနိုင်ငံကကမကထလုပ်ခဲ့တဲ့ဒီဒေသအတွင်းနိုင်ငံတွေကိုလွှမ်းခြုံမဲ့ခီးသွွားလုပ်ငန်းအစ်အကိုတော့6နိုင်ငံခရီးပန်းနိုင်တစ်ခု 6 countries one destination လို့နာမည်ပေးထားပါတယ်။အူရောပနိုင်ငံတွေရဲ့ရှန်ဂန်ဗီဇာလိုမျိုးဗီဇာတစ်ခုတည်းနဲ့ဒေသအတွင်းမှာရှိတဲ့နိုင်ငံ6ခုကိုသွားနိုင်မဲ့ဗီဇာကိုထုတ် ်ဝေးသွားမှာဖြစ်ပါတယ်။ဧပြီလအတွင်းမှာထိုင်းနိုင်ငံကစင်ကာပူနိုင်ငံကိုအဆိုပြုဖိတ်ခေါ်တာကိုစင်ကာပူဘက်ကလည်းစိတ်ဝင်စားမှုပြသတဲ့အတွက်ဒီအစီအစဉ်ဟာအခုနှစ်ထဲမှာအစပြုလာနိုင်ဖို့အလားအလာပိုပြီးတော့ရှိသွားပါတယ်။ဒီအစည်းအဝေးထဲမှာပါတဲ့နိုင်ငံတွေကတော့ Thai, Malaysia, Singapore, Vietnam နဲ့ Cambodia နိုင်ငံတွေဖြစ်ကြပါတယ်။ ဒေသအတွင်းနိုင်ငံတွေမှာရှိတဲ့အစားအသောက်တွေထုတ်ကုန်ပစ္စည်းတွေနောက်ပြီးတော့ပွဲလန်းသဘင်တွေကိုတပြောတပားကြီးခန်းစားနိုင်မှာဖြစ်ပါတယ်။လေပတ်ဖို့အတွက်ကိုလည်းဒီကိုယ်တိုင်ပဲကားမောင်းသွားမလားဒါမှမဟုတ်ယထာကားတွေကိုစီးပြီးတော့သွားမလားရွေးချယ်နိုင်မယ်အပြင်ဒီစင်ကာပူပြည်နယ်ပြီးတော့ဖူကက်ဟိုချီမင်းစီတီအပျော်စီးစိန်ခံသင်္ဘောခီးစဉ်တွေလည်းရှိလာမှာဖြစ်ပါတယ်။ဒီအစီအစဉ်သာအောင်မြင်ခဲ့ရင်ခီးသွားလုပ်ငန်းကနေတစ်နှစ်ကိုဒေါ်လာ60ဘီလီယံအထိ ဝင်ငွေရနိုင်မယ်လို့မျှော်လင့်ထားကြပါတယ်ခီးသွွားအရေအတွက်အနေနဲ့လည်းလက်ရှိ45တန်းကနေတန်း90ရှိရာကနေထောက်ဝက်တိုးပြီးတော့တန်း80အထိရှိလာမယ်လို့မျှော်မှန်းထားကြပါတယ် 6နိုင်ငံခီးသွွားပန်းနိုင်တခုလို့ဆိုထားပေမဲ့တင်းထဲမှာနိုင်ငံ9နိုင်ငံပဲပါဝင်နေတာကိုအားလုံးကသတိထားမိကြမှာပါဆိုတော့စက်ထမမြောက်နိုင်ငံကတော့အတီးပြုချက်မရသေးတဲ့ ASEAN အဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တယ်လို့ဆိုထားပါတယ်။ဒါနဲ့စကားမဆက်ဒီကနေ့ကစပြီးတော့ထိုင်းနိုင်ငံတဲကိုဘသူမဆိုဝင်ရောက်လာကြမယ်ဆိုရင်ဒီ arrival card ကို online ကနေကြိုတင်ဖြည့်ဖို့မမေ့ကြဖို့ကိုလည်းသတိပေးလိုက်ပါစေရှင်။ ဒီနေ့ရဲ့အစီအစဉ်ကိုကျမတို့ဒီမှာပဲရပ်နားမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေ၊ဆက်သွယ်မင်းမြန်းချက်တွေအပြင်ကမ္ဘာနဲ့ဒေသအတွင်းကသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကို နားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။